ဓမ္မမစ်စီအားလုံးနဲ့မင်္ဂလာပါကျွန်တော်ခုပြောတဲ့တရားကိုတည်တည်ချာချာနားထောင်ပြီးပါနည်းနည်းလေးတော့ဉာဏ်ဆိုင်ပြီးပါကျွန်တော်တို့ရဲ့ဉာဏ်တော့ကြားခဲ့ဘူးတယ်သောတာပန်တည်ရင်တက္ကရာဒိဋ္ဌိအမြစ်ကနေပြုတ်တယ်ငါဆိုတာပြုတ်တယ်လို့ပြောကြတယ်ပေါ့နော်တကယ်တော့သောတာပန်ဟာတက္ကရာဒိဋ္ဌိပြုတ်လားဆိုရင်ပြုတ်တော့ပြုတ်တယ်မပြုတ်သေးပါဘူးတက္ကရာဆိုတာ ောဒီခန္ဓာ၅ပါးဟုတ်လားဇူပဝိရဏတင်ညာတင်္ခါရဝိညာဏဆိုတဲ့ဒီခန္ဓာရဲ့အပေါ်မှာမာရင်းစာမြင်တဲ့ငါဆိုတဲ့အမြင်ပြုတ်သွားတယ်လို့ပြောကြတယ်ပေါ့နော်တကယ်တော့သောတာပန်ဟာတက္ကရာတိတိကိုအကျွမ်းမဲ့အမြင့်ပြည့်အောင်ထုံနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သောတာပန်နေတည်လို့ရှိရင်နောက်ထပ်ခုနှစ်ဘဝသုံးဘဝ စားတဲ့ဘဝတွေတဏှာကျင်နေရတယ်လေကျွန်တော်တို့တွေငါးသိရင်တဏှာကတော့မယ်ငါမသိရင်တဏှာကနေဘယ်သူမှမတွန်းနိုင်ဘူးတောတက်ကဘာလို့တဏှာလေရတာလဲအပြရရှင်နေငါမသိလို့ပဲနော်ငါမသိဘူးတောတက်ကမှာငါမသိသေးဘူးရဟန္တာဖြစ်မှာငါသိမှာရဟန္တာမဖြစ်ခြင်းငါမသိဘူး နော်ဥပမာကိုပြောရမယ်ဆိုအများကြီးဒီမဂုတ်ဆရာဘုရားကြီးဟောခဲ့တဲ့ရှင်ခေမာနဲ့ယဟန်ကြီး60ဆိုတဲ့တရားကိုလည်းနားကြည့်အဲ့ဒီထဲမှာရှင်ခေမာကြီးပြောတာရှိတယ်ရှင်ခေမာကအနန်အနာဂတ်ကြီးဘာပြောလဲဆိုတော့ငါဆိုရဲ့ကြီးကြီးလေးငါမှရှိပါသေးတယ်တဲ့အနာဂတ်ကြီးကပြောတဲ့စကားတော့မောင်ကျော်ပြောတာမဟုတ်ဘူးရှင်ခေမာနဲ့ယဟန်ကြီး60ဆိုတဲ့တရားကိုလေ့လာကြည့်ဒါတခု နောက်ပြီးတော့ဆုံးလုံးဆရာတော်ဘုရားကြီးတို့လည်းပြောတယ်ငါသည်တဲ့ယဟန္တာဖြစ်တော်မှသောတပန်ဖြစ်တော်တယ်တဲ့ယဟန္တာဖြစ်တာအရင်လားသောတပန်ဖြစ်တာအရင်လားသောတပန်ဖြစ်မှယဟန္တာဖြစ်တာလားယဟန္တာဖြစ်မှသောတပန်ဖြစ်တာလားဆိုတာလေကြားဘူးရမလားမောင်ကျော်လက်ဒီစကားတွေပေါ်မှာထက်ခါထက်ခါဝိပဿနာလုပ်တယ်နောက်ဆုံးမှအဖြစ်တစ်ခုချတွေးခဲ့တယ်သူများပြောနေမှာမဟုတ်မိမိရဲ့ဉာဏ်နဲ့တွေးခဲ့တယ်ဒါပါလဲဆိုတော့ ယဟန္နာဖြစ်မှဒေါတာပန်ဖြစ်တာနော်မှတ်ထားယဟန္နာဖြစ်မှဒေါတာပန်ဖြစ်တာဒေါတာပန်သည်တက္ကရာဒိဋ္ဌိအမည်မပြတ်သေးဘူးအာမခံပြီးပြောတယ်ဒေါတာပန်တက္ကရာဒိဋ္ဌိအမည်ပြုတ်တယ်ဆိုရင်တန်လျာမလဲအောင်မလို့တန်လျာကိုလည်းကနာလျာမဟုတ်ဘူးငါကတည်းကဒေါတာပန် ငါမပြုတ်ဘူးအကုန်လုံးကျေးဇူးတင်ကိုကျော်ကြီးကစကားတွေကိုရှင်းရှင်းလင်းလင်းအစောကြီးတည်းကကြေညာထားပြီးသားပါဘယ်ဘာသာကပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာကိုမဟုတ်တန်းတရားတွေနဲ့စော်ကားလာမယ်ကျူးကျော်လာမယ်ဆိုရင်ကိုကျော်ကြီးဖြေရှင်းမယ်ဗုဒ္ဓဘာသာဝင်တဲ့ကလည်းမြတ်စွာဘုရားတရားဟောမဟုတ်တာတွေကိုမြတ်စွာဘုရားတရားပါလို့ပြောလာတဲ့ပုံကိုဟောပြောနေတဲ့ပုံကိုကိုကျော်ကြီးဖြေရှင်းမယ်လို့တိုက်ရိုက်ပြောပြီးသားဟုတ်လားထေဘန်ထွာတို့ဝိမု ക്തി မောင်ကျော်တို့ကိုဘာလို့ဗိုင်နှိမ့်တက်ပြီးပြောရတာလဲဆိုတော့သူတို့ကိုယ်၌ကိုယ်က သူတို့ထင်ရမြင်ရဒီကိုသူတို့ကဗုဒ္ဓတရားဆိုပြီးခေါ်တာဗိတကစာပေနဲ့လုံးလုံးမညီညွတ်ဘူးဗိတကစာပေရမှာတရားမဟုတ်ဘူးဆိုတော့ပြောတဲ့ကမိစ္ဆာဒိဋ္ဌိအယူဝါဒဖြစ်နေတယ်ဗိတကဒီမြတ်စွာဘုရားနှုတ်တော်ကဟောပါတယ်လို့ယဟန်ကအရှင်သူမြတ်တွေကသင်္ကန်းရနာတင်ထားတယ်တရားတွေဖြစ်တယ်ကြံတဲ့ကိစ္စတွေကိုမယုံတာဟလာအထကရာကလာတဲ့ဇာတ်ကားတွေကိုမယုံတာဒီပြဿနာမဟုတ်သေးဘူး ဒီတကမှာဟောထားတဲ့မြတ်စွာဘုရားတဲ့တဲ့ဟောထားတဲ့တစ္ဆာ၄ပါးကိုဖောက်လဲဖောက်ပြန်ပြောလာပြီဆိုရင်တော့ကိုကျော်ကြီးကဖြည့်ရှင်းမှကိုရမှာဒါကမြတ်စွာဘုရားတရားမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့တရားတွေကိုအယူဝါဒအနေနဲ့တစ်ခုခုကိုခေါ်လိုက်လို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့တန်းပြောတာအဲ့တော့မြတ်စွာဘုရားကိုအမြဲတမ်းမေးတဲ့မေးခွန်းတွေလောကကြီးအဆုံးရှိသလားအဆုံးမရှိဘူးသလားတတဝါကြီးတေပီးကြီးနောက်ဖြစ်သလားမဖြစ်သလားဒါမျိုးမေးခဲ့တဲ့မေးခွန်းတွေကိုမြတ်စွာဘုရားအကုန်လုံးပယ်ချတယ် ။ဒါကြောင့်ပေါ်ပယ်ချတာလဲလို့မေးလို့ရှိရင်ဒီမေးခွန်းတွေကိုဖြေလိုက်တိုင်းမှာတတ္တရာဒိဋ္ဌိအုတ်စီရာဒိဋ္ဌိမှာတွက်ကန်နေ။အဲ့တော့လိုင်းပေါ်မှာတတ္တရာဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိကိုပေါက်ကြရ40ပြောနေတဲ့လူတွေလည်းရှိတယ်။နောက်ပိုင်းကျရင်ဖြေရှင်းပြီးမယ်။အဲ့ဒါတွေကိုရှောင်လွှဲပြီးတော့တစ္ဆာ၄ပါးလို့ခေါ်လိုက်တာ။ဖြစ်စရာရှိရင်ဒုက္ခဖြစ်တယ်ကွာ။ဒုက္ခဖြစ်ကြောင်းတမှုရရှိတယ်၊တဏှာရှိတယ်။ဒုက္ခချုပ်ငြိမ်းကြောင်းနိရောဓဆိုတဲ့နိဗ္ဗာန်ရှိတယ်။အဲ့ဒီနိရောဓကိုရောက်ဖို့အတွက်သွားတဲ့လမ်းမှန်လမ်းရှိတယ်ကွာ။အဲ့ဒါဒီ ဒုက္ခនិရောဓပြိပ္ပရာဆိုတဲ့လမ်းရှိတယ်။မခင်ရှင်ပါ။ဒါမျိုးဟောပြတာ။သူတို့မေးတဲ့မေးခွန်းတွေကိုဖြေလိုက်ရင်သူတို့ကသူတို့ဆွဲထားတဲ့တတ္တရဒိဋ္ဌိနဲ့အုပ်စီရာဒိဋ္ဌိမှာသွားကတ်မှာမဟုတ်လို့မဟောတာ။အဲ့တော့လောကကြီးအဆုံးမရှိဆိုရင်အာဂတနင်းစာယတနာဇံကိုဝင်စားနေတဲ့ပုဂ္ဂိုလ်ကလောကကြီးကိုအဆုံးမရှိဆိုတဲ့အမှတ်တညာနဲ့သွားတာ။အဲ့တော့တကယ်ပဲသူကလောကကြီးကိုအဆုံးမရှိလို့သူကသိသွားတာ။အဲ့ဒီတော့သူကအယူဝါဒအနေနဲ့ဟောလိုက်တယ်လောကကြီးကအဆုံးမရှိဘူးငါကဒီဇံကိုရောက်နေတဲ့အတွက်ငါသိတယ်လို့ပြောမိစ္ဆာဒိဋ္ဌိလို့မြတ်စွာဘုရားတန်ပြောလိုက်တယ် ကိုတိတ်တာတစ်ခုကိုအမှားသုံးသပ်ပြီးတော့အယူဝါဒအနေနဲ့မိစ္ဆာဒိဋ္ဌိဖြစ်သွားနားလေလားအဲ့ဒါဗုဒ္ဓဝါဒမဟုတ်ဘူးအဲ့ဒီလိုပဲကမ္မထံအာထုတ်တဲ့အခါမှာလေဒီကမ္မထံအာယုံဒီကမ္မထံအာယုံသာဖြစ်တယ်အယူဝါဒအနေနဲ့ဟောပြလို့မရဘူးဆိုကြပါစို့ရဲ့မြတ်စွာဘုရားလက်ထက်တော်အခါကအယောဇုကမ္မထံအာထုတ်တဲ့ယဟန်တဘာရှိတယ်အဲ့ဒီယဟန်တဘာကအယောဇုအယောဇုဒီပုဂ္ဂိုလ်တတ္တဝါလို့မမြင်မဲနဲ့အယောဇုကိုမြင်အောင်အာထုတ်တာပုဂ္ဂိုလ်တတ္တဝါလို့မြင်အဲ့ဒီကဓာတ်တွေကစီးဆင်းလာပြီးတော့ကာမဂုံကိလေသာစီးဆင်းပါဆိုလို့ သူကအရာအလုံးကိုအယိုးစုအနေနဲ့မြင်အောင်အားထုတ်အားထုတ်တဲ့အခါကျတော့ကမ္မထံအာယုံတညာက ထင်သွားတယ်ကမ္မထံပေါက်တယ်ဗောဗျာခင်ဗျားတို့ပြောတဲ့စကားလေးဆိုကမ္မထံတညာကထင်သွားတယ်ထင်သွားတဲ့အခါကျတော့ဘာကိုမြင်မြင်အယိုးစုပဲသူကမြင်တော့တကတရားကမြင်တယ်အရှင်ဘုရားဒီနာကမိမတယောက်ဖြတ်သွားတာတွေ့လားအယိုးစုတစ်ခုတော့ဖြတ်သွားတာတွေ့လိုက်တယ်အဲ့ဒါမူသားစကားမဟုတ်နားလေလားသူမြင်တာက အယိုးစုကိုမြင်တာမဟုတ်လို့အယိုးစုကိုပဲမြင်တဲ့အတောင်အကြောင်းပြောတာအဲ့ဒါမူသားစကားလည်းမဟုတ်ဒါပေမဲ့အရာအားလုံးဒီအယိုးစုပဲလို့ပြောရင်တော့မူသားစကားဖြစ်သွားပြီအဲ့ဒါဆိုမိစ္ဆာဒိဋ္ဌိအယူဖြစ်သွားပြီနားလည်လားသူမြင်တာကိုမြင်တဲ့အတိုင်းပြောတာကမူသားစကားမဖြစ်ဘူးဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကကံနဲ့ပတ်သက်ပြီးခေါ်ထားတဲ့ကိစ္စတစ်ခုလည်းရှိတယ်တုတ်တန်တစ်ခုမှဒီတမနာပြမနာတွေကရှေ့ဖြစ်စဉ်တွေနောက်ဖြစ်စဉ်တွေကိုမြင်လာတဲ့အခါမှာ ပုဂ္ဂိုလ်တူကအလွန်မတန်သီလအာကောင်းတယ်အဲ့ဒီပုဂ္ဂိုလ်ကသေတဲ့အခါမှာငရဲကြသွားတော့မြင်မြင်တဲ့အခါကျတော့သူကကောင်းတာလုပ်လေငရဲကြပါတယ်ကွာကောင်းတာလုပ်ရင်အကုန်ငရဲကြပါတယ်လို့အယူဝါဒအနေနဲ့ခေါ်လိုက်တာသူမြင်တာကတယောက်တည်းကိုမြင်တာအကုန်လုံးကိုမြင်တာမဟုတ်ဘူးအကုန်လုံးအဲ့မှာအမားနှလုံးတွင်းတွင်းလိုက်တယ်အမားသုံးသပ်မှုဖြစ်သွားတယ်မိစ္ဆာဒိဋ္ဌိဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိဘလို့ပြောရင်အမှန်တရားလေတဲ့ကောင်းမှုကုသိုလ်တော့လုပ်တယ်ထိုပုဂ္ဂိုလ်သည် ငရဲကြတယ် ဒါဆိုရင်ဒီစကားကမူသားစကားမဟုတ်ဘူးကောင်းမှုကုသိုလ်လုပ်တဲ့လူတိုင်းငရဲကြတယ်လို့ပြောရင်မူသားစကားမိစ္ဆာတိတ်တိအယူဝါဒဖြစ်သွားတယ်သဘောတရားနားလည်လားအဲ့ဒီလိုပဲကမ္မထံအာယုံတစ်ခုကိုကိုကမြင်လိုက်တယ်အဲ့ဒီကအာကမ္မထံအာယုံကပေါက်သွားတယ်ပေါက်သွားတဲ့အချိန်မှာတလောကလုံးကဒါပါပဲလို့အယူဝါဒအနေနဲ့ပြောရင်မိစ္ဆာတိတ်တိဖြစ်သွားတယ်ရှင်းလားဒါကြောင့်မလို့လက်ရှိမောင်ကျော်တို့ထေရီပန်ထွာတို့ အချို့သောဂျိတ်တာတွေမှာဟောနေတယ်ငါသူတပားယောက်ျားမိန်းမပုံကိုတတဝမရှိလို့ဟောတဲ့ဟာအဲ့ဒါမိစ္ဆာဒိဋ္ဌိပြီးရင်တို့စကားကိုတို့ကကာဖို့အတွက်ဒါကပညာတို့ဒါကပရမတ်တို့အလကားအဲ့ဒါတွေကကာပါလုံနေတာအယူဝါဒအနေနဲ့ဟောလိုက်ပြီဆိုတာ ਨੇ မိစ္ဆာဒိဋ္ဌိအတန်းဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားလက်မခံဘူးနားလေလားအဲ့ဒီလိုအယူမျိုးယူလို့မရဘူးမိန်းမနဲ့ပတ်သက်လို့မြတ်စွာဘုရားကဘယ်လောက်ထိပြောလဲဆိုရင်နိဗ္ဗာန်ရဲ့အတားအဆီးကမိန်းမပဲတဲ့အဲ့လောက်ထိခေါ်တာမြတ်စွာဘုရားက ဟာမိမတွေကမုန်းစရာလားမိမကိုဟုတ်တယ်မလားဟိုမြတ်စွာဘုရားကခြေဝင်နေတာလားဆိုပြီးတော့ဗလိန်ညာရင်ဗလိန်ညာလိမ့်မယ်မိမမှာကာမတက်ကိုရှိတာတဲ့ဘလောက်ထိရှိလဲလို့မင်းလို့ရှိရင်ねတည်နေတဲ့မတာတော်သွားမထီနေတဲ့ဖူးဖူးရောင်ရောင်မတာဟူတော်သွားမထီနေမိမနဲ့ပတ်သက်ရင်သူ့ကိုထိရင်ကာမတက်ကထွက်လာတယ်မိမမှာကာမဓာတ်ကိုရှိတယ်အဲ့ဒါကြောင့်မလို့ယဟန်တွေကမိမနဲ့ဝဲဝဲနေရတယ်မိမဆိုရင်မအင်တဲ့တော့မျက်နှာချင်းဆိုင်မဆိုင်မဲနဲ့နီနီနာနာမနေရဘူးအဲ့လောက်ထိဝဲဝဲနေခိုင်းတာ ကောက်အောင်နေခိုင်းတာမြတ်စွာဘုရားလူအသက်ရှင်နေတဲ့မိန်းမဆိုရင်မအိမ်နဲ့တော့နီးနီးမနေနဲ့တဲ့ယဟန်ကတင်နေတဲ့မတာဆိုရင်မတာမိန်းမကိုတွားတော့မထီနေတဲ့သူ့မှာကာမတက်ရှိတယ်ဓာတ်ဆိုတာတူရာစုရဲ့အဲ့တော့လောကကြီးထဲမှာမြတ်စွာဘုရားဓာတ်တီကမျိုးစိအပင်ပေါက်တာခမယာမာကယုံညံ့တဲ့ဓာတ်တွေမနာလိုတာတွေဝန်တိုးတာတွေဂုံတိုက်တဲ့စိတ်တွေရှိနေလို့ရှိရင်တေးကြတဲ့ငရဲနဲ့တလိဆန်တစ်ခုခုအကျိုးပေးမှာအဲ့ဒီဓာတ်ကမျိုးစေးကအညံ့တက်ဖြစ်တဲ့အတွက်ညံ့တဲ့တတ္တဝါဖြစ်ဖို့အတွက်အဲ့ဒီမျိုးစေးကကြံ့ ပင်အဲ့ဒီမျိုးစေ့ကြပြီးအဲ့ဒီအပင်ကအညံ့တဲ့အပင်ပဲပေါက်လာမှာမြက်ပင်ရဲ့မျိုးစေ့ကမြက်ပင်ပဲပေါက်တယ်ဗန္နာပင်ရဲ့မျိုးစေ့ကဗန္နာပင်ပဲပြောက်ပေါက်တယ်ဟုတ်လားနန်းဆန်နကူနန်းတာပင်ကဆန်နကူနန်းတာမျိုးစေ့ပဲပေါက်တယ်အဲ့တော့မိမိမှာရှိနေတဲ့မျိုးစေ့ကအညံ့တဲ့မျိုးစေ့ထွက်လာတာ ਨੇ ညံ့တဲ့တဲ့ဘဝကိုရတယ်ကောင်းတဲ့မျိုးစေ့အပင်ပေါက်ရင် ကောင်းတဲ့ဘဝအလယ်လက်ရှိတယ်ဆိုရင်နတ်ဖြစ်မယ်လူဖြစ်မယ်အမြင့်တက်ရှိတယ်ဆိုရင်မြန်မာဖြစ်မယ် အဲ့ဒီဓာတ်တွေအလုံးကိုဖျက်ဆီးလိုက်ရင်နိဗ္ဗာန်ပဲဒါပဲအဲ့တော့မြတ်စွာဘုရားကဒီဓာတ်တွေနဲ့ပတ်သက်ပြီးဒီလိုခွဲခြားစိတ်ပြပြီးခေါ်တာငါဆိုတဲ့အတ္တအယူမဆွဲနဲ့ဆိုတာအဲ့ဒီလိုဓာတ်တွေကနေအပင်ပေါက်လို့အဲ့ဒီလိုတတ္တဝါကြီးဖြစ်တာဒီတဘောကနေဟိုဘောကတတ္တဝါကြီးကဒီကိုကူးလိုက်ဟိုကိုကူးလိုက်ကူးနေတာမဟုတ်ဘူးမိမိတို့ပြုလို့လဲတဲ့ဓာတ်တွေကနေပြီးတော့ဝိညာဏဆိုတဲ့အဖေးသင်္ခါရဝိညာဉ်ဆိုတဲ့မျိုးစေ့လေးတစ်ခုအမြဲတမ်းပေါက်ပေါက်လာတယ်အဲ့ဒီမျိုးစေ့တွေကကုသိုလ်ကံအကုသိုလ်ကံနေလှုပ်တိုင်းမှာအဲ့ဒီမျိုးစေ့တွေထွက်တယ် အဲ့ဒီမျိုးစေ့တွေကနေနောက်ထပ်ဘဝဆိုတဲ့အပင်တွေကိုအကျိုးပေးတာဒါပဲအဖြစ်ကရှင်းရှင်းလေးတွေဒါကြောင့်မလို့အတ္တမရှိဘူးအနတ္တပဲဆိုတဲ့အမြင်ကိုမြင်အောင်လုပ်ရတာငါဆိုရငါဆိုတာကြီးမရှိဘူးဆိုရင်လည်းမိစ္ဆာဒိဋ္ဌိကိုဖြစ်သွားတာငါမရှိဘူးပြောပြောရင်ကိုမိစ္ဆာဒိဋ္ဌိဖြစ်သွားတာငါရှိတယ်လို့ပြောရင်လည်းမိစ္ဆာဒိဋ္ဌိကိုဖြစ်သွားတယ်အဲ့ဒီလောက်ထိတိမ်မွေးတဲ့တရားတွေကိုနားမလည်ပဲနဲ့ကိုထင်ရကိုမြင်ရတွေရှောက်ခေါ်တဲ့အခါကျတော့မြတ်စွာဘုရားကိုတိုက်တဲ့စော်ကားတယ်လို့ဖြစ်တာဘယ်လောက်ထိစော်ကားလဲဆိုရင်ကိုကျော်ကြီးကလည်း ူတို့ဘက်သားရဲ့အယူဝါကတော့ဝါရကိုလည်းမိစ္ဆာဒိဋ္ဌိလို့ပြောတာကလည်းကိုကျော်ကြီးကယုံညံ့တာလေအဲ့ဒါကိုကျော်ကြီးကဖရုတ်တဝါစာရှိနေတယ်မိစ္ဆာဒိဋ္ဌိဆိုတဲ့သက္ကလုံကမျက်စွာပြားဟောတာလीမိစ္ဆာဒိဋ္ဌိဆိုတဲ့သက္ကလုံကိုဖရုတ်တဝါစာလို့ပြောပြီဆိုတဲ့ကမောင်ကျော်ကဖယားကိုတက်တဲ့ကိုစော်ကားပြစ်လိုက်တာအဲ့တော့ဒီလိုကောင်စားမျိုးတွေကဖျားပါဟောတယ်ဆိုတာလည်းနားမလည်ဘူးဘိတကတ်မူရင်းထဲမှာမြမမျက်စွာပြားဟောထားတဲ့တရားတွေကိုလည်းမသိဘူးမသိဘဲနဲ့ဖျားကိုကြီးပဲစော်ကားနေတယ်ဆိုတဲ့ကွာဒီကောင်တွေဗာတက်ရှိတာညံ့တက်ကိုရှိတယ် ဲ့တော့ဘာတရားရတာလဲဆိုဘာတရားမှရတဲ့ကောင်မျိုးမဟုတ်ဘူးမြတ်စွာဘုရားကိုတဲ့တဲ့စော်ကားနေတဲ့လူကြီးဖြစ်တဲ့အတွက်ကိုကျော်ကြီးတို့ကဖြည့်ရှင်းပေးရတယ်အခြားသောဘာသာဒီမှာကအမြင့်တက်တည်ရနိုင်တယ်အလဲအလဲတက်တည်ရနိုင်တယ်အမြင့်တက်မရနိုင်ဘူးအလွန်မတန်ခက်ခဲတယ်အမြင့်တက်ရနိုင်တဲ့ပုံကအလွန်မတန်ခက်ခဲတယ်အဲ့ဒီဓာတ်တွေကိုဖြည့်ဆည်းနိုင်တဲ့လူဆိုတာကတော့လုံးလုံးကိုမရှိရဘူးဒါကြောင့်မလို့ဘယ်ဘာသာမှာပဲဖြစ်ဖြစ်အလဲအလဲတက်နေအမြင့်တက်ရပါစီဆိုတဲ့စေတနာနဲ့ကိုကျော်ကြီးတို့ကဘာလုပ်ပါဘာလုပ်ပါလို့ပြောတာ တို့ရနိုင်တာဒီအလေလက်ဓာတ်နဲ့အညံ့ဓာတ်နှစ်ခုကလွဲလို့ရှိရင်ကြံတဲ့ဓာတ်ကိုမရနိုင်ဘူးအဲ့ဒီအတွက်အပင်ပေါက်လာမှဒီအညံ့ဓာတ်နဲ့အလေလက်ဓာတ်ပဲအပင်ပေါက်ဖို့များတယ်အမြင့်ဓာတ်ရဖို့ဆိုရင်ကရုဏာမုဒိတာဥပက္ခတွေကိုဇံရအောင်အားထုတ်ဖို့ဆိုတာဘယ်ဘာသာမှမမရနိုင်ဘူးခိန်နှုတ်တစ်ခုလောက်ပဲရနိုင်ကြံတဲ့အယူအယူဝါဒတွေဖြစ်နိုင်ကြီးအလွန်မတန်နေတယ်ခိန်နှုတ်မှာတော့မြမဘုံထီရအောင်ဖြစ်နိုင်ဒါမှမဟုတ်ကိုကြော်ကြီးတို့ကကောင်းတဲ့ဟာတွေဖြစ်စီဖို့ပြောပြတာအဲ့တော့ဗုဒ္ဓဘာသာထဲမှာကြတော့ ဖျားဟောတဲ့ဒီဓာတ်ဒီကိုချုပ်ငင်းပြစ်တိုက်တဲ့နီးစနစ်ကိုမသိဘဲနဲ့ပောက်ကရ40ဒီကိုထင်ရကိုအယူဝါဒအနေနဲ့ပြောနေတဲ့ကောင်မနှိမ်နှင်းလို့မရလို့နှိမ်နေရတယ်နော်